အားလုံးပဲမင်္ဂလာပါအဲဒီနေ့ကျွန်တော်မိတ်ဆွေတွေကို share လုပ်ချင်တဲ့အကြောင်းအရတော့ပညာရဲ့အလင်းအကြောင်းပေါ့နော်အဲကျွန်တော်တို့ပညာရဲ့တမောအင်မတန်မှကြီးမားတယ်ပေါ့နော်အဲကျွန်တော်တို့ဒီစာပေထဲမှာကျွန်တော်တို့ဒီလူတွေရဲ့အသုံးနှုန်းတွေထဲမှာဆိုပညာကိုသူကအလင်းလို့သူကခေါ်ဆောင်တယ်ပေါ့နော်အဲ့တော့ဖျောင်းနိုင်တဲ့တိုင်ကအမောင်ထဲမှာဆိုရင်လေးဝင်ပူဖြစ်စေအဲ့တော့လူ့ဘဝမှာကျွန်တော်တို့ လူတွေဒီအသက်ရှင်နေထိုင်နေချိန်မှာပညာရဲ့အလင်းကအင်မတန်မှဟိုဆွမ်းမကကြီးရောနော်အဲ့တော့ဒီနေရာမှာတခုပေါ့နော်ကျွန်တော်ကမိတ်ဆွေတို့ပေါ်ဆောင်ခြင်းတဲ့အရာပညာဆိုတာပါလဲပေါ့အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့တင်တန်းကြောင်းတွေမှာကျောင်းစာတွေမှာပြီးတော့ကျွန်တော်တို့ရဲ့လေ့လာမှုတွေမှာပညာလို့ပြောလိုက်ရင်ကျွန်တော်မြမဘယ်တက်ကူကနေကျောင်းပြီးရလဲလို့ဟောဆိုကပြီးရလားတနည်းအားဖြင့်ဘယ် ဒီဂရီရလားဒေါက်တာလားလို့ပြောကြရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့နားလည်ထားဖို့လိုတာကပညာဆိုတာဘွဲလက်မှတ်ဆိုတာပညာမဟုတ်ပါဘူး။ဒီဂရီတို့ဘွဲလက်မှတ်တို့တနည်းအားဖြင့် certificate တို့ဆိုတာဒါကလူတွေလူတွေကနားလည်လွယ်အောင်ပေးတဲ့လက်မှတ်တွေဟိုအမှတ်တညာတွေဖြစ်တယ်ပေါ့နော်။အဓိကပညာဆိုတာကိုယ့်ရဲ့ယဉ်ကျေးရနေပြီးတော့ဒီနေ့ကိုယ့်ရဲ့အုံနောက်ထဲရနေပြီးတော့နှစ်ခုပေါင်းဆက်တာမှာ အရေးကြီးတဲ့ပညာဆိုဖြစ်လာတယ်အဲ့တော့ကျွန်တော်ပြောလို့ရတဲ့ဒီပဲနှစ်ခုလို့ပြောထားတယ်နော်အုံနောက်နဲ့နှလုံးသားနဲ့ပုံဆက်ပံနဲ့အရေးကြီးတယ်ကျွန်တော်တို့ကကိစ္စရဲ့တစ်ခုကိုမပညာတစ်ခုကျွန်တော်တင်လိုက်တယ်တင်လိုက်မယ်ဆိုကျွန်တော်တို့ကအဲ့ပညာကိုအလွတ်ကျက်ပြီးတားလဲလိုက်တာကဒါအုံနောက်ကအလုံးလုံးလိုက်တာအဲ့နှလုံးသားနဲ့မခံစားတဲ့အဲ့ပညာရဲ့အလေးကိုမရနိုင်အဲ့ကျွန်တော်တို့မိတ်ဆွေတွေ နှစ်မျိုးပေါ့နော်ကျွန်တော်ရဲ့အတိုင်းဝိုင်းတွေမှာဆိုများသားဖြစ်စာတင်တဲ့ဆရာဆရာမကြီးရှိတာကျွန်တော်ရဲ့အတိုင်းဝိုင်းတွေမှာရှိတယ်။နောက်ကျောင်းသားကျောင်းသူတွေရှိတယ်။တခြားပေါ့အိဗက်စီးပွားရေးသမားတွေလည်းကျွန်တော်ရဲ့အကောင့်ထဲမှာရှိကြပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတွေကို share လုပ်ပေးချင်တာကပညာကိုပညာရဲ့အလင်းရောင်းယူရမယ်။ပညာရဲ့အလင်းအမတန်မတန်ဖို့ကြီးတယ်။အမှောင်ကိုခွင်းပြီးတော့အလင်းကိုဆောင်တာပညာပါ။ဒီအလင်းကိုရဖို့အတွက်ကကျွန်တော်တို့ဒီအုံနောက်တစ်ခုတည်းနဲ့ကျွန်တော်ကမရဘူး။ဘာနဲ့ပေါင်းရမလဲ။နှလုံးသားနဲ့ပေါင်းရမလား။ တော့ကျွန်တော်တို့ဒီနိပညာနဲ့ပတ်သက်တာဆိုတော့ကျွန်တော်ရှေ့ရပြီးတော့မှလည်းပြောထားတယ်နှလုံးသားရဲ့ဒီခံစားမှုမရှိရင်ကျွန်တော်တို့က robot ဒီလိုမျိုးပဲတည်ယူရတာဖြစ်သွားလိမ့်မယ်ကျွန်တော်စဉ်းစားရမယ်တွေးတောရမယ်ခံစားတတ်ရမယ်ဒါမှကျွန်တော်ပညာအလင်းကိုကျွန်တော်ရမှာဖြစ်တယ်အပညာဒီလွယ်လွယ်လေးပြောမယ်ဆိုရင်တော့အမားနဲ့မှခွဲကြရပါဘူးအမားနဲ့မှတော့မခွဲကြနိုင်ဘူးတနည်းအားဖြင့်ပေါ့နော်ကိစ္စရတစ်ခုကိုကျွန်တော်တို့ကလူမျိုးခွဲကြနိုင်တဲ့အနေအထားမရှိရင်ပညာတက်လို့ခေါ်လို့မရဘူး ပညာတက်လို့ဆိုရင်ကျွန်တော်တို့ကမားနေမှန်ကိုခွဲကြတယ်လှုပ်တင်တာမလှုပ်တင်တာကိုကျွန်တော်တို့စဉ်းစားတယ်ဆုံးဖြတ်ချက်ကြီးချတယ်ညာပေါ့ဒါပေမဲ့ကျွန်တော်နောက်မှလှုပ်တင်တာမလှုပ်တင်တာဟာကျွန်တော်ကိုယ်တော်နဲ့ဆုံးဖြတ်ချက်ချရမယ်နှလုံးသားနဲ့ခံစားကိုကျင်းစာလေးရှိရမယ်နော်ဒါအရင်ကျွန်တော်တို့ပညာရဲ့အနေထားတွေကကျွန်တော်ကပါလာပညာအမှန်တမ်းကျင့်လို့မှလည်းကျွန်တော်ဗီဒီယိုတစ်ခုတည်းနဲ့ပြောရင်ပြီးမှမဟုတ်ပါဘူးဟောကျွန်တော်အတိုးချုပ်လေးပြန်ပြောရင်ဆိုပညာသည်ကိုယ်တော်နဲ့ကျွန်တော်တို့ကသင်ယူပါမယ်နှလုံးသားနဲ့ခံစားတတ်ရမယ်ပြီးအတုံးချ ပညာရဲ့အလင်းဒီမှတ်မှကြည်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ share လုပ်ပေးတာပညာရဲ့အလင်းအကြောင်းပြောချင်တာပါ။အမောက်ကိုခွင့်ပြီးအလင်းကိုစောင့်မှာပညာပါ။ကျေးဇူးတင်ပါ